မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာရွေးကောက်ပွဲအားလုံးပါဝင်မှုကိုအခြေခံရမည်ဟုစင်ကာပူပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲသည်ယုံကြည်စိတ်ထားရသောရလဒ်ဖြစ်ရည်နှင့်ပြည်သူဆန္ဒထင်ဟန်ရေးအတွက်ငြိမ်းချမ်းရေးလုံခြုံရေးနှင့်အားလုံးပါဝင်မှုတို့အားအခြေခံရမည်ဖြစ်ကြောင်းစင်ကာပူနိုင်ငံသားရေးဝန်ကြီး BBN Balakrishnan ကလွှတ်တော်အတွင်းမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့ပါတယ် စစ်မှန်ခိုင်မာသည့်အမျိုးသားပြည်လဲတင့်မြတ်ရေးအတွက်နိုင်ငံရေးအဓိကပါဝင်သူအားလုံးတွဲဆောင်ဆွေးနွေးမှုများမှတဆင်ရရှိနိုင်မည်ဖြစ်ပြီးဖြည့်ရှင်းဆောင်ရွက်မှုများအားမြန်မာနိုင်ငံကသာဥဆောင်ရမည်ဖြစ်ကြောင်းလည်း၎င်းကပြောပါရယ်ချက်ချင်းဥစားပေးအနေဖြင့်အကြံဖတ်မှုများရောကြလာစေရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများဝင်ရောက်ခွင့်လွယ်ကူချုံးဝေစေရင်နှင့်တွဲဆောင်ဆွေးနွေးမှုများအတွက်အထောက်အကူဖြစ်စေမယ့်အခြေအနေများဖန်တီးလှုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း၎င်းကအကြံပြုပါရယ် လက်ရှိမြန်မာနိုင်ငံသည်အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေပြီးစင်ကာပူနိုင်ငံအနေဖြင့်မြန်မာအရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အားအကောင့်ထည့်ဖို့ခြင်းအပါအဝင်အာဆီယံနှင့်အာဆီယံဥက္ကဋ္ဌ၏မြန်မာနိုင်ငံဆိုင်ရာဂျိုးပန်းအားထုတ်မှုများကိုဆက်လက်ထောက်ခံသွားမည်ဟု၎င်းကပြောပါတယ်စစ်တပ်အာဏာသိမ်းပြီး၅နှစ်နီးပါးကြာသည့်အထိမြန်မာနိုင်ငံအခြေအနေမှာဆိုးရွားနေဆဲဖြစ်ပြီးနေပြည်တော်စွာထိန်းချုပ်ရန်ရှင်းပြနေရဆဲဖြစ်ကောင်းဤသည့်ဘက်ကမြအောင်ပွဲခံနိုင်ခြင်းမရှိသေးပေကျေပြန့်သောပြိပခါနှင့် မတည်ငြိမ်မှုများဆက်လက်ရင်ဆိုင်နေရကတိုက်ပွဲများကြောင့်အယက်သားထိခိုက်ဒဏ်ရာရရှိမှုများနှင့်အစုလိုက်အပြုံလိုက်နှီးရက်ဆုံးခွာမှုများရှိနေကြောင်းလည်း၎င်းကဆိုပါရယ်ပြည်ပခများကြောင့်စီးပွားရေးနှင့်လူသားချင်းစာနာထောက်ထားမှုအခြေအနေယိုယွင်းလာနေပြီးမလ28ရက်လှုပ်ခတ်ခဲ့သည့်ငလင်ကြီးအပ်ပြီးပြည်လဲထူထောင်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရိုးပန်းအားထုတ်မှုများအားအဟန့်အတားဖြစ်စေခဲ့သည်ဟု၎င်းကပြောကြားပါရယ်ဆလပင်စစ်အုပ်စုအတွင်သဘောထားပြော့ပြောင်းသူမရှိ ပြီးခဲ့သည့်အပတ်တွင်ကွာလာလမ်ပူးတွင်ကျင်းပခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးမတိုင်ပြီးကာလာကြာမြင့်စွာဖြစ်ပေါ်နေသည့်နိုင်ငံရေးအကျပ်တဲအားအဖွဲ့ကြီးအနေဖြင့်ပို၍အလေးထားဖြည့်ရှင်းပေးရန်ပြောဆိုမှုများရှိလာခဲ့သည်။ထို့သောပြောဆိုကြခြင်းမှလည်းဆေးဥစုအတွင်နိုင်ငံတကာမှအကျိုးရှိရှိဆက်ဆံသွားနိုင်ပြီးသဘောထားပြောပြောင်းသူများရှိနေသည့်ဆိုသောအမြင်ကိုအခြေခံထားလာသည့်ကိုတွေ့ရသည်။ထို့ယူဆချက်သည်မှားယွင်းနေသည်ဟုဩစတြေးလျရှိ The Interpreter တွင် Andrew Sell ကရေးသားထားသည်။ ဘော်နီဝင်းဤဆိုရှယ်လစ်အစိုးရပြုလဲသွားသည့်1988နှောင်းပိုင်းမှစ၍သတင်းမီဒီယာများနှင့်နိုင်ငံတကာပညာရှင်များမှထိုသို့ရှင်ညွှန်းပြောဆိုလာကြသည်အဆိုပါသဘောထားပြောပြောင်းသူများသည်အခွင့်အရေးပေးလာလျင်စေဆိုးရအဆက်ဆက်အုပ်စည်းလာသောစိတ်မှခက်ထန်သူများကိုဖြုတ်ချခြင်းအသာစီးရလာအောင်လှုပ်ခြင်းများပြုလာကြမည်ဟုပြောဆိုခဲ့ကြသည်။ 1988တွင်ဖွဲ့စည်းခဲ့သောနဝတအစိုးရသည်1990ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်မပြုခဲ့တော့လေလွတ်လပ်စွာပြောဆိုခွင့်အဖွဲ့အစည်းများဖွဲ့စည်းခွင့်နှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုတွေ့လာရ၍အားတက်လာကြသည် SPDC အဖြစ်ပြောင်းလဲလာပြီးနောက်တွင်တော်လန်ရေးအကြီးအကဲဘိုခင်ညွန့်အားပြည်ပမှတရင်ခွေပန်တုံးသက်သူများကတိတိတတ်တဘောထားပြော့ပြောင်းသူဟုတစိမ့်ခန့်နေလာသည် ဤဒီမှာလည်းဘူခင်ညွန့်သည့်နိုင်ငံတွင်ပြဿနာအမြောက်များရှိနေသည်ကိုတည်ထားပြီးပြင်ပနှင့်လည်းပို၍ထိတွေ့ဆက်ဆံလာမှုကိုခွင့်ပြုလာခဲ့သောကြောင့်ဖြစ်သည်၂၀၁၁တွင်စတင်လာခဲ့သောစီကံတကြဒီမိုကရေစီကြောင့်စစ်တပ်အတွင်သဘောထားအလဲလက်ရှိသူများကပြုပြင်ပြောင်းလဲရေးများအားပိတ်လာကြသည်ဟုသောအပြောသည်ပုံမှန်ရသည်ဟုဆိုရမည်ဖြစ်သည်ကျွမ်းကျင်သူတဦးကမူပါလီမန်အသစ်ကိုဖျော်ဖြေသူများနှင့်အမာခံများအကြသတိကြီးစွာဟန်ချက်ညီနေခြင်းဟုဖော်ပြခဲ့ပြီး အဆိုပါအခြေအနေကိုစစ်ကောင်းဆောင်ကြီးပိုတန်းရွှေကထိန်းချုပ်ထားသည်၂021နောက်ပိုင်းလိလာသူပညာရှင်အနေငယ်ကစစ်တပ်အားစစ်တမ်းလျှောက်သို့ပြန်ပို့ကောင်းပြန်ပို့ပေးနိုင်ပြီးသဘောထားပြောင်းပြောင်းသူများကိုရှာကြည့်လာကြသည်ထို့သောထို့သောသောအနေအထားမျိုးမတွေ့ကြရရှိခဲ့လျင်ပင်အစ်စ်အမှန်ပြောင်းလဲသွားအောင်လုံနိုင်စွမ်းရှိဖို့မရစေအိုစုအတွင်အခြေအနေများသည်အမြဲတစေမရှင်းမလင်းဖြစ်နေတော့လေနှစ်ကြာလာသည့်အခါတွင်စစ်တပ်၏အစဉ်အဆက်အုပ်ချုပ်မှုအတွင်၌အမြင်အမျိုးမျိုးရှိနေသည့်သို့သောလက္ခဏာများ ရှမ်းပန်းရက်ခါပေါ်ထွက်လာသည်အထက်တန်းစစ်ဘက်အရာရှိများအလုံးကနိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုစန့်ကျင်နေကြခြင်းမျိုးတော့မရှိအချို့ကအစိုးရအတွင်အယက်သားများပုံ၍ပါဝင်လာမှုကိုကြိုးဆိုသည်ဟုသောအပြောမျိုးလူသိရှင်ကြားရောနောက်ွယ်တွင်ပါပြောဆိုလာမှုများတခါမဟုတ်တခါတွေ့လာရသည်2021မတိုင်မီအထိစစ်တပ်သည်တိုင်းပြည်ကိုချုပ်ကန့်ထားမှုများတဖြည်းဖြည်းလျှော့လာပြီးအစိုးရနှင့်လူထုမှပုံမလွတ်လပ်စွာလှုပ်ရှားခွင့်ပြုဖို့စဉ်းစားလာကြသည် ညီတို့ပင်စူစီကမူစေအုပ်စုအတွင်ပျော်ပြောင်းသူများနှင့်အမကန်များဟု၍ခွဲခြားမှုကိုလွန်လွန်ကျူးကျူးမဖော်ပြသင့်ပေ Modern Freedom ဆန်ရေးသားခဲ့တဲ့ကဲ့သို့ပင်အမြင့်သဘောထားများဤအမတ်တကယ်ပြန့်နှံ့တည်ရှိမှုသည်ရှုပ်ထွေးလာပြီးအတွင်ပိုင်းတွင်မတူညီသောကိစ္စရများအပေါ်သဘောထားတသက်မထဲမရှိပေပုံမတိကျစွာပြောရလျင်ဗိုလ်ချုပ်ကြီးများအနေဖြင့်ရန်ဖန်ရခအချင်းချင်းညှင်းခုမှုများရှိခဲ့တော်လဲ၎င်းတို့ရှုမြင်ထားသည့်ဒေါတာဝင်အရေး၃ပါးဆိုသည့်ဖြင့် စစ်တပ်သည်အမျိုးသားရေးအခမ်းအခဏာအားအထူးကနေရာမှပေါဝင်ရန်လိုအပ်သည်ဟုသောအခြေခံမူဝါဒဆိုင်ရာကိစ္စရပ်များတွင်ပြင်းထန်သောသဘောထားကွဲလွဲမှုများမရှိခဲ့ပေအနည်းဆုံးထိုရှုထောင့်မှကြည့်မည်ဆိုလျင်စေုပ်စုအားအမြဲတမ်းအမှားကန်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟုဆိုနိုင်သည်သတိပြုသင့်သည်ကမြန်မာအောင်တစ်ချိန်ချိန်တွင်ကေတင်ပေးနိုင်လိမ့်မည်ဟုလေးလာသူအများအပြားယူဆထားသည်ဘုခင်ညွတ်သည်တိုင်းပြည်နှင့်လူထုကိုရရက်ဆက်ဆက်ဖိနှိပ်ခဲ့သည့်ထောက်လန်ရေးအဖွဲ့ကြီး၏အကြီးအကဲဖြစ်သည်ဆိုသောအချက်ပင်ဖြစ်သည် 2011တွင်စီကံတကြဒီမိုကရေစီအသွင်သွတ်သွင်းလာခြင်းနှင့်2015ဒေါအောင်ဆန်းစုကြည်၏ NLD ပါတီအောင်ပွဲခံခဲ့ခြင်းများသည်သဘောထားပျော်ပြောင်းသူများ၏အောင်ပွဲမဟုတ်ဘဲစစ်တပ်အတွက်အကျိုးရှိ၍သာခွင့်ပြုခဲ့ခြင်းဖြစ်သည်၎င်းတို့စိတ်ထဲတွင် ထို့သို့ခွင့်ပြုနိုင်လောက်အောင်ထိချုပ်ထားနိုင်ပြီးနိုင်ငံနှင့်စစ်တပ်အတွက်ထိုက်တင်သလောက်အကျိုးခံစားခွင့်ရလာပြီဟုလည်းရှုမြင်ခဲ့ကြသည်စစ်တပ်သည်သတင်းသမားများနှင့်တက်ကြွလှုပ်ရှားသူများတခါတရံပုံဖော်ခဲ့ကြသလိုတသားတည်းရှိမနေသလို အရာရာတိုင်းကိုသဘောတူညီနေကြသည့်အဖွဲ့အစည်းတော်မဟုတ်အခြားအဖွဲ့အစည်းများကဲ့သို့ပင်ကိစ္စရပ်များအပေါ်ကွဲလွဲသောအမြင်များရှိနေကြသည်ထို့သောတက်ကောင်းဆောင်များအလုံးတူညီစွာလက်ခံထားသည့်အခြေခံယုံကြည်ချက်များတဲတွင်စစ်တပ်အနေဖြင့်နိုင်ငံရေးရာများကိုထိရောက်စွာထိန်းချုပ်ထားရန်လိုအပ်သည်ဟုသောအချက်သည့်အဓိကနေရာမှပါဝင်နေသည်လရှိမေအောင်လိုင်းအောက်တွင် အမှုတော်ထမ်းနေကြသောစစ်အရာရှိကြီးများနှင့်၎င်းအပေါ်မမိတ်မတုံသစ္စာရှိမှုနှင့် တင်းမာသောခံယူချက်များရှိနေခြင်းကြောင့်ယာတူးတွင်မျက်နှာကျင်းဖြစ်သည်အဆိုပါချက်ကိုထဲသွင်းစဉ်းစားသည့်အခါမြန်မာအတွက်နိုင်ငံသားအဆိုရများနိုင်ငံတကာဖွဲ့စည်းများနှင့်အခြားသူများမှဆွေးနွေးညှိနှိုင်းရေးအလျှော်တင်းလှုပ်ရေးနှင့်အာဏာခွဲဝေရေးတောင်းဆိုမှုများသည့်ဖြစ်စေခြင်းသောဆန္ဒသက်သက်ကိုတွေးတော်ပြောဆိုနေကြခြင်းဖြစ်သည်ဟုမှတ်ယူရပေမည်ပြည်သူတို့၏တရားသောစစ် မုတ်ချအောင်ရမည် ဆက်လက်ပြီးတော်လိုင်းရေးထိန်းချုပ်နယ်မြေများကိုစစ်တီအင်အားအကုန်ထုတ်သုံးပြီးကာကွယ်နေကြောင်းမဒရယာပကဖထုတ်ပြန်နေဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မဒရယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ဟာစစ်အာဏာရှင်ဆန့်ကျင်တော်လိုင်းရေးတိုက်ပွဲအတွင်းတော်လိုင်းရေးခြေလှမ်းမရက်တံပဲစစ်တီအင်အားအကုန်သုံး၍တိုက်ခိုက်နေကြောင်းထုတ်ပြန်ထားပါတယ်။ မရိယာပကဖအနေနဲ့မရိယာပကဖအနေနဲ့မရိယာမြို့နယ်အတွင်းစစ်တီအင်အားအကုန်ထုတ်သုံးပြီးထိန်းချုပ်နေမြေတွေကိုအစွမ်းကုန်ကောက်ွက်နေသလိုနီးစက်ရဒေါ်လာရင်းကြီးနာအဖွဲ့တွေရဲ့စိုးမိုးနေမြေတွေမှာလည်းတက်စွမ်းသမျှသွားရောက်ကောက်ွက်နေတယ်လို့ဆိုပါတယ်။တစုံတယောက်ရဲ့တိုက်တွန်းမှုကြောင့်လှုပ်ဆောင်နေတဲ့ဒေါ်လာရင်းမဟုတ်ပဲကိုယ်တီစိတ်နဲ့ကိုယ်လက်နက်ကင်လမ်းစဉ်ကိုတိကျပြတ်သားစွာလှုပ်ဆောင်နေတာကြောင့်ဘယ်သူတဦးတယောက်ရဲ့ဟန်တာနှောက်ယှက်မှုကြောင့်မှဒေါ်လာရင်းခြေလမ်းကိုလုံးဝရပ်တန့်မှာမဟုတ်ဘူးလို့လည်းမရိယာပကဖကဆိုပါတယ်။ အများပြည်သူလိုလားတောင်းတတဲ့ Federal Democracy ပန်းနိုင်မရောက်မချင်းရန်သူကိုမျက်နှာမှုပြီးတိုက်ခိုက်တာပြည်သူလူထုရှေ့မှာမမမမတ်ရက်တီသွားမယ်လို့အတည်ပြုထားပါတယ်မရီယာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ဟာဒေါ်လန်ရေးစတင်ချိန်ကလေးကရရလက်နဲ့ဆွဲကင်ဒေါ်လန်ခဲ့ကြတာဖြစ်ပြီးပြည်သူအာဏာပြည်သူထံပြန်လည်အနှံပြီးမှသာတက်ဆိုင်ရနေပေအသီးသီးမှနိုင်ငံတော်ဝင်ကိုကြောင်းလေထမ်းဆောင်ကြမဲ့ရဲဘော်ရဲဘက်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးရှမ်းမြောင်းမှပြန်ခေါ်လာသည့်စစ်ကော်မရှင်တပ်များမတရားဘက်သို့အင်အားအလုံးရင်းနဲ့ဝင်ရောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရှမ်းမြောင်းတွင်စစ်ကော်မရှင်နှင့်တအောင်မျိုးသားလွမြောက်ရေးတပ်မတော် TNL တို့အပြည့်ရဆဲလိုက်ပြီးနောက်စစ်ကော်မရှင်က၎င်းတို့တပ်ဖြန့်ထားသည့်ရှမ်းမြောင်းရှိတပ်များကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်နေမြေတွင်ကိုပြန်လည်ခေါ်ယူလာကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ3ရက်နေ့တွင်ရှမ်းမြောက်ဘက်မှပြန်ဆင်းလာသည့်စစ်ကော်မရှင်တပ်များစစ်တုံးကကြီးအစီ90ကျော်သည့်မရရဘတ်တို့ကားအစီ40ဝင်ရောက်သွားကြောင်းသိရပါတယ် မင်းမျိုးကနေဖြတ်ပြီးမန္တလေးကိုစစ်ကားကြီးအစီး90ဆင်းလာတယ်။မိထီလာဘက်ကိုဆက်ဆင်းသွားတာတွေလည်းရှိတယ်။မရိယာကြောက်တတာကိုအစီး40ဝင်ပါတယ်ဟုထော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ထို့သောတက်အင်အားများပို့ခဲ့ပြီးနောက်စစ်ကော်မရှင်ကမရိယာမြို့နယ်အတွင်းစစ်ကြောင်း၃ကြောင်းထက်မနည်းခွဲကအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်လာသည့်အတွက်ထော်လန်ရေးတပ်ဖွဲ့များတက်ဆွဲထားရနေရာအချို့မှစုကွာပေးထားရကြောင်းသိရပါတယ်။စစ်ကော်မရှင်ကရှမ်းမြောက်မှနေ၍အမှတ်စနစ်စစ်စင်ရေးကုကဲမှုဌာနချုပ်စကခဆနေတမ7စစ်ကြောင်းများကို ပြန်ခေါ်ဆင်းလာပြီးတောက်ခမ်းမတီပေါ်မိုးကုတ်လန်တဝက်တိစကခစနင်းတမဆက်တေတမ55လက်အောက်ခံစစ်ကြောင်းများကိုတုံထားကြောင်းသိရပါတယ်။ထို့ပြင်မိုးကုတ်ပြင်ဦးလင်မတရားနေမည်များတွင်အမစနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ78စစ်ကြောင်းများခြံထားခဲ့ကြောင်းသိရပါတယ်။တိန်နီတွင်စစ်ရှုံးထားသောတပ်မဟာ76ကိုစကခတေစကခ76နှင့်ဓာကဆလောက်ကင်ဘက်မှပြတ်သွားသည့်တပ်ရင်းများဖြင့်ပြန်လည်ဖွဲ့စည်းထားပြီးလက်တလောသိမ်းယူရရှိထားသည့် လာရှိုးတီပေါ်ကြောင်မဲနှောင်ချိုတို့တွင်တက်ဖြန့်ထားပြီးမိုင်းရည်နှင့်တန်ရံမြို့ကိုပါတက်ဖြန့်စောင့်ကြည့်ထားကြောင်းသိရပါသည်စစ်ကော်မရှင်ပြန်လည်တောင်းယူထားသည့်မိုးမိတ်မြို့သည်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခနိုင်မြေအတွင်ပါဝင်သည့်အတွက်မိုးမိတ်တို့စစ်ကော်မရှင်စစ်ကြောင်းဝင်နိုင်ရန်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နေမြေတစ်ခုသာရှိကြောင်းသိရပါသည်စစ်ကော်မရှင်သည်ရှမ်းမြောက်တွင်စစ်ရေးစိတ်ကြိုက်ပြင်ဆင်နေပြီးတန်ချက်ကားများဒရုန်းများမြေပြင်ထိုးစစ်စစ်ကြောင်းများကို မန္တလေးမတရမိုးကုတ်လမ်းတစ်လျှောက်ကိုပို့ဆောင်စစ်ကြောင်းထိုးစီကြောင်းသိရပါတယ်။မတရတို့ရေပြင်စစ်ကြောင်းအင်အားတထောင်ခန့်အပြင်တန်ချက်ကကားများတင်ကားများနှင့်နောက်ချိုမြို့နယ်ဘန်ပွေးချင်းရွာဘက်မှပါဇက်တိုက်ပြုလုပ်လာခြင်းဖြစ်ပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။